ားလုံးဝမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Super Yi Chen နဲ့ပွဲမှာအမတ်အဆုံးအဖြစ်အထိအရောက်ခံမှာမဟုတ်ဘူးဆိုတဲ့ Muka Sito ရဲ့အကြောင်းဝမ်ရဲ့နမကြီးတိုင်းလူကြီးကတော့ထောက်ပြလာခဲ့တဲ့ဂျူဖြူရဲ့ခုံခမာပွဲအကြောင်းရှုံးပွဲမရှိ Fighter League ကိုရှုံးနိမ့်ပြီးအကြပိုင်းကိုရောက်သွားခဲ့ပြီးဆိုတာတက်တီပြသွားခဲ့တဲ့ Online အဆိုင်ရဲ့ Border Gibbons ရဲ့အကြောင်း Chatwin Wipan ခဲ့တာကိုစိတ်သက်လုံဆုံမှုတစ်ခုအနေနဲ့ မယူထားတယ်ဆိုတဲ့ဂျိုနာသန်ဒီဘဲလာရဲ့အကြောင်းခပတ်ချက်ချင်းပြင်ဆင်ခေါ်ခွင့်မရရှိသေးတဲ့အလီဘရော်ဆာလိုရဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံတက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ One Championship ကတော့လာမယ့်မေလ30ရက်နေ့မှာကျင်းပပြုလုပ်သွားမယ်။ One Friday Fights 110ပြန်ပွဲမှာမြန်မာ Fighter Super Yi Chen နဲ့ Japan Fighter Mukasito တို့ရဲ့တွဲဆိုင်ကိုပွဲတဲပေးထားခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့ One Championship က Friday Fights ပွဲစဉ်တွေအတွက် တွဲဆိုင်တူကိုတပတ်သားပြိုင်ပွဲတစ်ခုအပြီးမှပဲနောက်ထပ်တပတ်အတွက်ပါခြားပြတ်တတ်တာဖြစ်ပါလေ။ဒါပေမဲ့လည်းစူပါရီချန်တို့တွဲဆိုင်ကတော့တပတ်လောက်ကြူပြီးတော့မှခြားပြတ်ခဲ့တာဖြစ်ပါလေ။ဒါကလည်းဂျပန်စည်းကွက်ကိုထိုးပေါက်ခြင်းနဲ့အတွက်ကြောင့်လို့ပြောလို့ရမှာဖြစ်ပါလေ။ဒီတွဲဆိုင်ကိုတော့1 Championship ဂျပန်စာမျက်နှာကနေအရင်ဦးဆုံးကြီးညာခဲ့တာတွေ့မြင်ရပါလေ။မူဂန်စီတိုဟာအဲမွေနဲ့ထိုးတက်ဖို့တဲ့ဖိုင်တာတစ်ယောက်ပဲဖြစ်ပါလေ။အဲ့ဒီပွဲမှာတော့အဲမွေကမူဂန်စီတိုကိုအလဲထိုးနဲ့အနိုင်ယူနိုင်ခဲ့ပါလေ။ နောက်ပိုင်းမှာတော့သူ့ဘက်ကနေပြီးအမွေနဲ့မကြီးပွဲထူးတခွင်ရဖို့အတွက်လဲတောင်းဆိုခဲ့ပါလေ။ဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ကတော့အမွေနဲ့မကြီးပွဲမတည်သီးပင်နောက်ထပ်မြန်မာဖိုက်တာတအုပ်ဖြစ်တဲ့စူပါရီချန်နဲ့ပင်ပွဲတည်ပြီးလာခဲ့တာဖြစ်ပါလေ။မကြီးပွဲမဟုတ်ဘူးဆိုပေမဲ့နောက်ထပ်မြန်မာဖိုက်တာတွေနဲ့တွေ့ရတာကြောင့်ဘူကာစီတိုအတွက်လဲ တဖက်တလန်ကနေရှုံချွေးဆက်နိုင်မဲ့အခွင့်အရေးမျိုးရှိနေခဲ့ပါတယ်။မူကန်စီတူကတော့ဒီပွဲနဲ့ပတ်သက်ပြီးမကြာသေးခင်တုန်းကပဲပွဲချိုအင်တာဗျူးတစ်ခုမှာအခုလိုဖြေကြားပေးသွားခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးမှာဆိုရင်မူကာစီတိုကတို့အနေနဲ့စူပါရီချန်နယ်ပွဲမှာအမတ်အဆုံးအဖြစ်အထိအရောက်မခံဘူးဆိုပြီးပြောဆိုသွားခဲ့ပါတယ်။မူကာစီတိုဘက်ကဖွင့်ထိုးလာမဲ့အနေအထားမျိုးရှိနေပြီးဘယ်သူကတောက်မခံနိုင်ဘဲနော့ကောက်ကျသွားမလားဆိုတာကတော့စိတ်ဝင်စားစွာနဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ စူပါရီချန်နယ်ထိုးတက်ရမယ့်ပွဲကပွဲချန်တပွဲဖြစ်လာမှာပါကျွန်တော်ကတော့ဒီပွဲထိုးရဖို့အတွက်စောင့်တောင်းမစောင့်ဆိုင်နိုင်တော့ပါဘူးတရားရောက်တော့ပွဲသိမ်းခံရဖို့များပါတယ်ကျွန်တော်နောက်ဆုံးထိုးတက်ထားခဲ့တဲ့ဆယ်ပွဲမှာဆိုရင်ကုပွဲက KO နဲ့ပြီးထားခဲ့တာပါဒီပွဲကလည်းလက်အိတ်အပားနဲ့ထိုးတက်ရမှာမလို့ KO ကျမဲ့ပွဲမျိုးဖြစ်မှာပါနောက်ဆုံးအထိဘ누구ကမမမမယ့်ယက်တီပီးတောင်းခံသွားနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်လို့မူကာစီတိုကပြောဆိုသွားခဲ့တာဖြစ်ပါတယ် ပြန်ဖက်ဖက်ကလည်းဖွင့်ထိုးမဲ့ပုံစံမျိုးပြောပြလာခဲ့တာကြောင့်စူပါယီချန်ရဲ့မူကာစီတူတို့ရဲ့ပွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါလေစူပါယီချန်ကဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးတက်ထားပြီးတော့မှတပွဲပင်အနိုင်ရရှိထားတည်ပါလေအနိုင်ရရှိထားတဲ့ပွဲကလည်းအလဲထိုးထားနိုင်ခဲ့တဲ့ဆိုပေမဲ့ရှုံးနိမ့်တွန်းခဲ့တဲ့ပွဲမှာဆိုရင်တော့အလဲထိုးခံရတာမျိုးမဟုတ်ပဲအမှတ်နဲ့ပဲရှုံးနိမ့်ထားခဲ့တာပါဒါကြောင့်စူပါယီချန်ကိုအလဲထိုးဖို့ဆိုတာကလွယ်ကူမှာမဟုတ်ပါဘူး တကယ်လို့ခီအိုပွင့်ဖြစ်လာမယ်ဆိုရင်တော့မှအလဲထိုးခံရမယ့်သူကမူကာစီတူပဲဖြစ်လာဖို့များနေပါတယ်မြန်မာပြည်သက်တွေအနေနဲ့လည်းဒီပွဲမှာစူပါရီချမ်းတယောက်အလဲထိုးနိုင်ပွဲတစ်ပွဲဖန်တီးသွားနိုင်မလားဆိုတော့ကတော့တကယ်ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်ဖို့လိုအပ်နေပါတယ်လက်ရှိလူမှုကွန်ရက်ပေါ်မှာဆိုရင်တော့မြန်မာဖိုင်တာတအုပ်ရဲ့ခွန်ခမာပွိုင်းတစ်ပွဲကလူပြောင်းစရာတော်တော်လေးဖြစ်နေခဲ့ပါတယ်။ဇိုလီဥတို့ရဲ့ယူရလဝေးကလကဂျူဖြူဆိုတဲ့ဖိုင်တာကကမ်ဘောဒီးယားက MES fight ဆိုတဲ့ခွန်ခမာပွဲတစ်ပွဲမှာဝင်ရောက်ထူးတက်ခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲကလက်အိတ်အထူးဘောင်စင်လက်အိတ်နဲ့ထူးတက်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဂျူဖြူဟာပြန်ဖက်ကိုအကောင်းဆုံးရှင်ထူးနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းအခြေအနေတစ်ခုမှာ back position ပြီးခံလိုက်ရပြီးတော့နောက်ကနေလေဘင်းညစ်ချုပ်တာကိုခံလိုက်ရပါတယ်။ခွန်ခမာပွဲမှာဒီလိုချုပ်ွက်ပုံဖိုးခွင့်ရှိသလားဆိုပြီးတော့မှပရိသတ်တွေကပါမေခွန်းထုတ်လာကြပါတယ်။ဒီအဖွဲ့စဉ်ဟာခွန်ခမာစီမင်းတီးတက်ပေးကျင်းပတဲ့ပြိုင်ပွဲမျိုးဟုတ်မနေပဲ။ မစ်ရူပုံစံမျိုးနဲ့ကျင်းပနေတဲ့အဖွဲ့အစည်းလို့သိထားရပါတယ်။ဒါကြောင့်လဲချုပ်ကွက်ပုံဖော်တာကိုကျိုးဝိုင်းနိုင်ကဝင်းမဆွဲပဲရက်ကြည့်နေခဲ့တာဖြစ်ပါတယ်။ကျူပြူကလည်းလက်ပုတ်အရှုံးပေးတာမျိုးမရှိဘူးဆိုပေမဲ့တကယ်တမ်းအခြေအနေမဟန်တော့ဘူးလို့ယူဆရရင်ဂျိုးဝိုင်းတိုင်ကဝင်ဆွဲရတာပါဒါကို MMA ဘိုင်းမှာဆိုရင်တော့ technical submission လို့ခေါ်ဆိုတာဖြစ်ပါတယ်ဂျိုးဝိုင်းတိုင်ကလွတ်ထားခဲ့တာကြောင့်ကျူပြူကဒတိလစ်ပြီးလဲကျသွားခဲ့ရတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဝိုင်းရဲ့နာမည်ကျော်တိုင်တူဦးဖြစ်တဲ့ Oliver Cox ကတော့ဝင်ထောက်ပြလာခဲ့ပြီးဖြစ်ပါတယ်။ Oliver Cox ကတော့အဖွဲ့အစည်းနဲ့ဂျိုးဝိုင်းတိုင်ရဲ့အမေချက်တွေကိုပါထောက်ပြသွားခဲ့ပါတယ်။ MEF fight ကလုံးဝအမှားကြီးပါ။ခမမီတလောက်ကတော့သူတို့က miss rule ပုံစံမျိုးနဲ့ပွဲဖန်တီးချင်တာထင်ပါတယ်။ဒါပေမဲ့ကန်တွေတဲ့ဒိုင်လူကြီးက submission ရော MMA ဝဟုတုတပါလုံးဝမရှိပါဘူး။နောက်တစ်ကြိမ်ဒါမျိုးထပ်မဖြစ်ဖို့မျှော်လင့်မိပါတယ်လို့ Oliver Cox ကရေးသားသွားခဲ့တာဖြစ်ပါတယ်။ မြန်မာဖိုင်တာတွေအနေနဲ့လေကိုမကျွမ်းကျင်တဲ့အပိုင်းတွေမှာတွန်ပီးစမ်းသက်တမျိုးမလုပ်သင့်ဘူးဆိုတာဒီပွဲကတက်တည်ပြတော်ခဲ့တာဖြစ်ပါလေ။ဝေထိုင်းဆိုတာကမြန်မာလက်ဝဲနဲ့ခေါင်းတိုင်ခွင့်မရှိတာပဲကွာတာမလို့ပြဿနာမရှိပေမဲ့ Miss Roof Fight မှာတော့အများကြီးကွာခြားတဲ့အတွက်ကြောင့်ကိုကကိုခံပညာတိုင်းပေါင်းစုံမကျွမ်းကျင်သေးပင်တွန်ပီးစမ်းထိုးမဲဆိုရင်တော့တမျိုးတွေကလုံးဝမလုပ်သင့်ဘူးလို့မြင်ပါလေ။အွန်လိုင်းဆိုင်ရဲ့ဘော်နာဂျီတူဦးဖြစ်တဲ့ Gibbet Band ဆိုတာက တဲ့ချိန်တုန်းကဝေဒဝိတ္တမှာတော်တော်လေးကိုကျင်းပြနိုင်ခဲ့တဲ့ fighter တဦးပင်ဖြစ်ပါတယ်။ champion တဦးတော့မဖြစ်ခဲ့ဘူးဆိုပေမဲ့လည်းခက်ပနာအထီတော်ကတ်နိုင်ခဲ့တယ်လို့ champion တွေထိတ်တန့် fighter တွေကိုတောင်ကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။လူကကမာရူဥစ်မန်ကန်ဆက်ချီမန်ဘလဲမိုဟာမက်တို့ကိုတောင်အကောင်းဆုံးရှင်ထိုးပြနိုင်ခဲ့တဲ့ fighter ပဲဖြစ်ပါတယ်။လရှိမှာဝေရဝိတန်က champion တအုပ်ဖြစ်တဲ့ချက်တင်လာမန်တလန်နာကိုတောင်အနိုင်ယူနိုင်ဖို့အတွက်နှိဆက်ခဲ့ဖို့တည်ပါတယ် ဂျက်တလာမန်တလင်နာကိုဖိအားပေးထိုးတက်နိုင်ခဲ့ပြီးတော့အမတ်အဆုံးအဖြစ်ရောက်ရင်အနိုင်ရတော့မဲ့အခြေအနေမျိုးအထိရောက်ရှိနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းမထင်မှတ်ပဲဒုတိုက်ချက်မိပြီးအလဲထိုးပုံစံမျိုးနဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ Gibbet Bands ဟာထိတ်တန့်အစစ်မှမရှိတော့ဘူးလို့ပြောရမှာဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ထားခဲ့တဲ့လီပွဲဆက်တိုက်ကိုလည်းရှုံးနေထားခဲ့ရပြီးတော့အကြပိုင်းကိုရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။အတက်အရွယ်ရလဲ38နှစ်ရှိနေပြီမို့လို့ ဒီလိုအချပိုင်းကိုရောက်သွားတာကလည်းတိတ်တော့မထူဆန်းပါဘူးမကြတိခင်ကဂျင်ပါပြလို့တောင်းခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာဆိုရင်တော့ Gilbert Burns နဲ့တက်တက်ဆာဖိုက်တာတူဖြစ်တဲ့ Michael Morris တို့ကဝက်တဲပီးထားခစ်ချင်းခံရပါတယ်လက်ရှိမှာ UFC က Gilbert Burns ရဲ့ rule ဟာဆိုရင်တော့နောက်တက်တက်ဆာဖိုက်တာတွေကိုဆာမီပွဲဆင်ရမယ့်အနေအထားမျိုးတွေဖြစ်နေပါတယ် Michael Morris ဆိုတာကလည်းရှုံးပွဲလုံးဝမရှိသေးတဲ့ fighter တအူပဲဖြစ်ပါတယ်။ Welterweight တက်မှာထိုးတက်နေတဲ့ဆိုပေမဲ့ လက်တံကတော်တော်လေးကိုရှည်တဲ့ဖိုင်တာတွေထဲမှာပါဝင်နေပါတယ်။ဒါကြောင့်လဲ Gibbon Bands အနေနဲ့ရှင်ထိုးတဲ့နေရာမှာတော့တော်တော်လေးယုံကန်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Michael Morris ကပဲ Gibbon Band ကိုတိုင်ပွင့်ရဲ့ပုံစံမျိုးနဲ့ပွဲသိမ်းအနိုင်ယူသွားခဲ့နိုင်ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲ Michael Morris ဟာကွန်ပိုင်းကိုရောက်လာတော့မှလည်းဖြစ်ပါတယ်။လက်ရှိဝေဒဝိတန်ရဲ့အနေထားဟာဆိုရင်တော့တချိန်ကထိတ်တန့်တွေဖြစ်ခဲ့ဘူးတဲ့ဖိုက်တာတွေက အကြပိုင်းကိုရောက်သွားခဲ့ကြပြီးတော့ဒွိတိလောင်းတော့မဲ့အနေထားမျိုးမှာရှိနေပါတယ်။ဝေတာဝိတ္တမှာရှက်ကက်ရမနော့အိုင်အန်ဂေရီမိုက်ကယ်မူရီတို့လူဖိုင်တာတွေကစောင့်ကြည့်ရမဲ့ဖိုင်တာတွေအဖြစ်ရှိလာခဲ့ပါတယ်။ဒါအပြင်အစ္စလာမ်ကချက်ကပါလိုက်ဝိတ္တန်ကိုတက်လာတော့မှာဖြစ်တဲ့အတွက်လိုက်ဝိတ္တန်ရဲ့အနေထားကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ဝမ်ချမရှင်ရဲ့ပြီးခဲ့တဲ့မတ်လမှာဂျပန်နိုင်ငံမှာချင်းပါပီလော့တွားခဲ့တဲ့172ပြိုင်ပွဲမှာဆိုရင်တော့ ဂျိုနာသန်ဒီဗဲလာနဲ့ဝိုင်းယန်ဖိုင်တာကြီးဆမ်အီတူရဲ့စထရောဝေးဂျာပြချန်ပီယံလူပွဲတစ်ပွဲကပါဝင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာဆိုရင်တော့ဂျိုနာသန်ဒီဗဲလာကဝိုင်းယန်ဖိုင်တာကြီးဆမ်အီကိုအမှတ်နဲ့အနိုင်ယူနိုင်ခဲ့ပြီးတော့ဂျာပြချန်ပီယံတအူးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လဲပရဂျက်ချိုင်းနဲ့ခပ်ပတ်ပေါင်းစည်းပွဲထူးတခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။ဂျိုနာသန်ဒီပဲလာဟာဆိုရင်နိုင်ပွဲရယူနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းဝေဖီအင်တာဗျူးမှာဆိုရင်တော့ CEO Mr. Chatri ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ် ချက်ထရီကတော့ဒီပွဲမှာဂျိုနာသန်ဒီဘဲလာအနေနဲ့အလဲထိုးအနိုင်ယူနိုင်ခဲ့တဲ့တဲ့ဆိုပြီးဝေဖန်သွားခဲ့တာဖြစ်ပါတယ်။လူကကဘာပေါ်မှာအကောင်းဆုံး striker တွေထက်ကတေးအောင်ပဲဖြစ်ပါတယ်။ဒါပေမဲ့လေဒီပွဲမှာတော့သူ့အနေနဲ့ပွဲသိမ်းအနိုင်ယူနိုင်တဲ့လို့ထင်ပါတယ်။ပထမချင်းနဲ့ဒုတိယအချီလောက်မှာပွဲသိမ်းနိုင်ဖို့အခွင့်အရေးတွေညားခဲ့ပါတယ်။ဒါပေမဲ့သူ့စီမှာပွဲသိမ်းဖို့စိတ်အားထက်သန်မှုမျိုးတွေမတွေ့ခဲ့ရဘူးလို့ချက်ထရီကမှတ်ချက်ပြုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အန်ဒီတုံကမစ္စတာချက်ထရီနဲ့ဂျိုနာသန်ဒီဘဲလာတို့ကြားမှာ အထက်အငော့လေးတွေရှိသွားခဲ့ပုံရပါတယ်။ချက်ထွေဖက်ကလည်းဆမ်အီကိုအသက်40ကျော်ဖိုက်တာကြီးကိုဂျိုနာသန်ဒီဘဲလာလိုအရွယ်ကောင်းရှိနေသေးတဲ့ဖိုက်တာကိုဝက်ဖြတ်နိုင်တဲ့လို့ယူဆနေခဲ့တာပါ။လက်ရှိမှာတော့ဂျိုနာသန်ဒီဘဲလာကမစ္စတာချက်ထွေရဲ့ဝေဖန်မှုကိုစိတ်သက်လုံဆုံမှုတစ်ခုအနေနဲ့ပဲမှတ်ယူထားတဲ့ဆိုပြီးတုံ့ပြန်လာခဲ့ပါတယ်။ကျွန်တော်ကတော့သူပြောခဲ့တာတွေကိုစိတ်သက်လုံဆုံမှုတစ်ခုအနေနဲ့ပဲမှတ်ယူလိုက်ပါလေ။တကယ်တော့ဆန်အေလိုဂနဝင်ဖိုက်တာကြီးနဲ့ထိုးတက်ရတာက ထင်သလောက်မလွယ်ကူပါဘူးသူကိုပွဲသိမ်းနိုင်ဖို့ဆိုတာကခက်ခဲလုံးပါတယ်ကျွန်တော်ကိုဒီလိုပြောတာဆိုတာကလည်းအများကြီးမျော်လင့်ထားတယ်လို့ပဲယူဆရမှာပါနောက်ပွဲမှာပွဲသိမ်းအနိုင်ယူရအောင်ကြိုးစားတော့မှာပါဆိုပြီးဂျော်နသန်ဒီဘဲလာကပြောဆိုသွားခဲ့တာဖြစ်ပါတယ်လက်ရှိအခင်းချင်းအရာဆိုရင်တော့ Strawweight Kickboxing Champion ကြီး Project Chain နဲ့ဂျော်နသန်ဒီဘဲလာတို့ရဲ့ခက်ဘက်ပေါင်းစည်းပွဲထူးတက်သွားကြရတော့မှာဖြစ်ပါတယ် ဒါပေမဲ့လည်းဝမ်ချင်မဲ့ရှစ်ပတ်ကတော့အခုအချိန်ထိဒီတွဲဆိုင်ကိုတရင်ဝင်စီစဉ်ပြီးလာတာမျိုးမရှိသေးပါဘူး။ကပတ်ပေါင်းစီပွဲကြရင်ဘဲဖိုက်တာကအငင်းပွားဖွင့်ရှိချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပြသွားနိုင်မလဲဆိုတာကတော့ဘရစ်တတွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါနဲ့။တူရကီဖိုက်တာတူဖြစ်တဲ့အလီပါရော်ဇန်လော့ဟာဆိုရင်လည်းဖိုက်တာဘွားမှာလုံးဝရှုံးဝေးရှိထားတဲ့ဖိုက်တာတူပဲဖြစ်ပါနဲ့။ဒူကဝမ်ချမင်းရှစ်ကိုရောက်လာပြီးပထမဆုံးပွဲမှာတင် OK Rion နဲ့ဂျာပြက်ချန်ပီယံလူခွင့်ရရှိခဲ့ပါတယ်။ ီပွဲမှာအလီပါရာဆာလော့ဟာအိုကီရီယွန်းကိုအနိုင်ယူနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းဝီပိုနေခဲ့တဲ့အတွက်ကြောင့်မို့ဂျာဖြစ်ချန်ပီယံတူတော်ဖြစ်မလာခဲ့ပါဘူး။ဒါပေမဲ့နောက်ပွဲမှာတော့ဝမ်ချမင်ရှစ်ကသူ့ကိုချန်ပီယံလူပွဲစီစဉ်ပြီးခဲ့ပြီးခရစ်ရှန်လီနဲ့ပွဲတည်ပြီးခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာဆိုရင်တော့ခရစ်ရှန်လီနဲ့အလီပါရာဆာလော့တို့ဟာချန်ပီယံလူပွဲအဖြစ်ထိုးတက်ခဲ့ကြပါတယ်။ဒါကခရစ်ရှန်လီအတွက်ပထမဆုံးပွဲပြန်ထိုးတက်ခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ ီပွဲမှာတော့ Christian Lee တယောက်ပြန်ဖက်ကိုမတော်ဆမျက်လုံးနိုင်မိတွန်ခဲ့ရပြီးတော့အလီပါရာဆလော့ကလည်းဆက်လက်ရှင်ပြန်နိုင်ခဲ့ခြင်းမရှိတော့တာကြောင့်ပွဲက no contest အနေနဲ့အဆုံးသတ်သွားခဲ့ရပါတယ်။ပုံမှန်ဆိုရင်တော့ no contest ဖြစ်တဲ့ Champion League ပွဲတွေဟာဆိုရင် One Championship ဘက်ကမကြည့်ပွဲစီစဉ်ပေးတတ်ပါတယ်။ဒါပေမဲ့လည်းအလီပါရာဆလော့ကတော့ခပ်ပတ်လူခွင့်ပြန်မရလာခဲ့ပါဘူး။အဲ့ဒီအစားလာမဲလာမချင်းပါပြလို့တော့မဲ့ UFC Fight Night 32ပြိုင်ပွဲမှာတခြား fighter တအူးအနေနဲ့ပွဲတဲပီးချင်းကိုခံလာရခဲ့တာဖြစ်ပါတယ် အလီဘာရာဇာလော့နဲ့ပွင့်တက်ပြီးလိုက်တဲ့ဖိုက်တာကတော့ Marines ABD ဆိုတဲ့ဖိုက်တာဘင်းဖြစ်ပါလေ။သူကလည်း1 Championship မှာ9ပွင့်ဆက်နေခဲ့တဲ့ဖိုက်တာတအူဘင်းဖြစ်ပါလေ။အပွင့်ပွဲမှာတော့ရှုံးပွဲကြုံတွေ့ထားခဲ့ရတဲ့ဆိုပေမဲ့လည်းနောက်ဆုံးထိုးတက်ထားခဲ့တဲ့3ပွဲဆက်တိုက်ကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။အလီဘာရာဇာလော့ကိုဘလုတ် Champion ပြင်ဆင်ဖို့ခွင့်မပေးဘဲတခြားဖိုက်တာတွေနဲ့ပွင့်တက်ပြီးလိုက်ရတဲ့လဲဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘရစ်ရှန်လီတယောက်ပွဲပြန်ထိုးဖို့အတွက်အဆင်သင့်မဖြစ်သေးသလားဆိုတာကလည်းစဉ်းစားစရာတော့ရှိနေပါတယ်။ဒါပေမဲ့လည်းခရစ်ရှန်လီကိုရိုင်းကမကြီးညာတီးခင်မှာပွဲပြန်ထိုးရမယ့်အကြောင်းကိုပြောထားတာရှိနေပြန်ပါတယ်။ခရစ်ရှန်လီဟာ1 championship မှာ lightweight တန်းတွေမဟုတ်ပဲဝေဒဝိတ်တမ်းမှာပါ champion ဖြစ်နေခဲ့တဲ့သူတိုးပင်ဖြစ်ပါတယ်။ဒါကြောင့်သူရဲ့နောက်ပွဲကဝေဒဝိတ် champion ပွဲကိုကာကွယ်မဲ့ပွဲထိုးမှကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘလိုပဲဖြစ်ဖြစ်အလီဘန်ရာဇလော့အနေနဲ့ မော်ရစ်အဗီဗီကိုအနိုင်ယူနိုင်ပြီးရင်ခပ်ပလူခွင့်တေချာပေါက်ပြန်ရရှိလာဖို့ရှိနေပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။